တောင်းဝန်သိစိတ်နှင့်နှိတ်ချခြင်းကက်သလစ်သာသနာတော်၏နေ့စဉ်ကျမ်းစာထောက်ရှုခြင်းများကိုဝေမျှပေးနေပါသည်2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့အတွက်ပါ Saint Martin of Tours ဝင်နေဖြစ်ပါသည်ပထမကျမ်းစာမှာဆိုရင်ဘုရားသခင်သည်လူကိုမဖြောက်ပြန်နိုင်သောတရားအဖြစ်ဖန်ဆင်းခဲ့တော်လဲမာနဤမနာလိုမှုကြောင့်တည်ခြင်းတရားသည်လောကထဲသို့ရရှိလာခဲ့ကြောင်း ရောက်မဲ့သူတွေဝဉဉ်သည့်ဖျားသခင်လက်ထက်၌မြိတ်သက်စွာရှိနေကြောင်းဖော်ပြထားပါရယ်။ဆာလံကျမ်းမှာကတော့ဒါဝရဖျားကိုအချိန်ရှိသမျှမင်္ဂလာရှိစေရမည်။ကျွန်တော်နှုံ၌အစဉ်မပြတ်ချင်းမွန်ခြင်းရှိလိမ့်မည်ဟုသောကြံကြဲ့ဤကိုယ်ကကျင်များကိုကြားရမှာဖြစ်ပါရယ်။ဧဝံဂေလိကျမ်းစာမှာကတော့ရှင်လူကခရစ်ဝင်အခန်းကြီး၁၇အခန်းငယ်9မှ10အထိကျွန်တော်တို့ဟာဖျားသခင်ဆင်ခန်း သည့်အတိုင်းပြုလုပ်ပြီးနောက်မိမိတို့၏တာဝန်ကိုကျေပွန်စွာထမ်းဆောင်ရုံသာဖြစ်၍ဒုကျေးဇူးတင်ခံရရန်မလိုကြောင်းပုံဥပမာပေးထားပါသည်။အဲကြောင့်ယနေ့ဧဝံဂေလိကျမ်းစာကကျွန်တော်တို့ရဲ့အစေခံစိတ်ဓာတ်နှင့်နှိတ်ချမှုကိုအလေးပေးဖော်ပြနေပါသည်။ဓမ္မအချက်အလက်နဲ့တာဝန်သိစိတ်နှင့်နှိတ်ချခြင်းအကြောင်းကိုထောက်ရှုကြပါစို့။ခရစ်တော်ရှင်က ကျွန်တော်တို့သည်ဖျားသခင်၏အစေခံများဖြစ်ကြပြီး ဘုရားသခင်အမိန့်တော်ရှိသမျှကိုလှုပ်ဆောင်ရန်တောင်းဝန်ရှိကြောင်းတုံ့တင်ထားပါတယ်ကျွန်တော်တို့ဟာမိမိတို့ရဲ့လုပ်ငန်းဆောင်တာများကိုပြည့်မြောက်အောင်ဆောင်ရွက်ပြီးသည့်အခါ၌ပင်ကျွန်တော်တို့သည်အကျိုးမရှိသောကြုံများဖြစ်ပါသည် ပြုရထိုက်တော်အမှုကိုပြုယုံမျှသာဖြစ်ပါသည်ဆိုရက်နှိမ့်ချစွာပြောဆိုလက်ခံသင်ကြောင်းကိုထောက်ရှုရမှာဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့ယေရှုတော်အပေါ်အာယုံစိုက်ရပါမယ် ျွန်တော်တို့လွတ်ဆောင်သမျှကောင်းမှုကုသိုလ်များဟာဘုရားသခင်ကြီးကျေးဇူးတော်နဲ့ခွန်အားကြောင့်သာဖြစ်တည်ဟုဆိုတာကိုအသိမြတ်ပြုရန်အရေးကြီးလာပါတယ်။မိမိကိုယ်ကိုအထင်ကြီးမနေဘဲဘုရားသခင်၏ဂုဏ်ကျေးဇူးတော်ကိုသာချီးမွမ်းကြပါမယ်။ကျွန်တော်နေတူကရရှိခံစားခဲ့ရတဲ့လုံငန်းဆောင်တာတွေကျေးဇူးတော်တွေအားလုံးဟာဘုရားရဲ့ကျေးဇူးတော်တွေပဲဖြစ်ပါတယ်။တတိယအချက်အနေနဲ့ယုံကြည်ခြင်းနဲ့လက်တွေလှုပ်ဆောင်မှုခင်ခရစ်တော်ဟာအစီခံ ဤပုံပေါ်မှာဖြင့်ယုံကြည်ခြင်းအနှစ်သာရကိုထောက်ပြထားပါရယ်စစ်မှန်သောယုံကြည်ခြင်းဟာလက်တွေ့လှုပ်ဆောင်မှု နာခံမှုနဲ့ဘုရားအပေါ်လုံးဝအုတ်တုံအားကိုးမှုတို့ဖြင့်ပြသကြရမယ်အရာပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့နေစဉ်ဘဝ၌ဘုရားသခင်ပြရသောသော တောင်းဝများကိုယူသားကြိုးစားစွာ နှိမ့်ချသောစိတ်ဖြင့်ထံဆောင်ရင်းအရာအလုံးအတွက်ဘုရားသခင်ကိုယေရှုတော်ချီးမွမ်းရင်းနဲ့အမြဲတမ်း ချီးမွန်ကိုယ်ခွင့်နိုင်မှုရန်အတွက်ထောက်ရှုကြကြရတာဖြစ်ပါတယ်။ဆုတောင်းကြဆို။ဘုရားစွာဘုရားသခင်ဒီဗီဒီယိုကိုစစ်မှန်သောအစီအကံကောင်းတစ်ယောက်ဖြစ်စေတော်မူပါ။ဒီဗီဒီယိုလှူဆောင်နေသည့်လုံခြုံဆောင်တော်များ၌တောင်းဝန်သိစေဖြင့်လှူဆောင်နိုင်ရန်ကူညီတော်မူပါ။နေချခြင်းယေရှုတော်ကိုဝေဒနာတော်မူပါ။ ရောဤတပါးတော်သာရောယေရှုခရစ်သူ၏နာမတော်ကိုအမည်ပြု၍နောက်လျှောက်ကြပါသည်